ဇွန်လေးတွေကိုခေါင်းဖြုတ်အခွန်ခွာခြေကျောထုတ်ပြီးတော့မှစားအရတာမို့လက်ဖက်ရည်စွန်းတစွန်းစီနဲ့နေပေးထားပါမယ်။မိပြင်းပြင်းနဲ့အပူပေးထားတဲ့စီနဲ့ဂီထော့ပတ်လေးပျော်ပြီးဆိုရင်စစ်တုန်ကြီးထည့်ကျော်ပြီးပါမယ်ရှင်။ကျက်တုံလေးတွေ၆ပြီးတော့မှရွှေဝါရောင်ပြောင်းပြီးဆိုရင်ခရမ်းချင်းဒီထဲမှာ လို့တလို့ဖိချိန်မွေကြော်ပြီးခန်းချင်ဒီဖက်ကလေးတွေကြည်ပြီးဆိုရင်ကျဲဦးထက်ဒီလိုလေးငွေပေးပါမယ်ရှင်မင်းနေဝက်ခန့်ငွေပြီးပြီဆိုရင်နွားနှုတ်ထဲမယ်တမင်နစ်ခွဲခန့်ကြပြီဆိုရင်ပြုံထည့်မယ် ရှောင်းမနေ9မိနစ်ခန့်မှုရောကြော်ပြီးတော့မှပဇွန်လေးတွေကျက်ပြီဆိုတာနဲ့နနမြင်ထဲမဲ့နနမြင်လေးတွေထည့်ပြီးတော့မှမိနစ်ဝက်ခန့်ကြော်ပြီးပြီဆိုရင်တော့ချိုစိတ်မွေးလာတဲ့ပဇွန်နွားနုချက်လေးသုံးဆောင်ဖို့အတွက်အသင့်ဖြစ်ပါပြီရှင်။